အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာကောင်းကင်းရွှေထမင်းလေးချက်စားဖြစ်ပါရဲ့ရှင်ဆက်ရတာလေးလွယ်ပူမြန်ဆက်ပြီးအချင်းကုံလဲတက်တာတဲ့နီးလေးဖြစ်တာကိုပြုလုပ်တဲ့နီးလေးကိုမသိရှိရသေးတဲ့သူတွေအတွက်လည်းလုံနီးလေးပြရအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်ရွှေထမင်းလုပ်ဖို့အတွက်ကောင်းကင်းဆန်ကိုပေါင်းအုံးဆန်ချင်ကွက်နဲ့၃ဖက်သုံးပါမယ်ရှင်နွေးစီပူနဲ့ဆိုရင်တော့တပူခွဲတက်တာလောက်ရှိပါတယ် ကမင်းစံတွေကိုတန့်စင်သွားအောင်လို့ရေနဲ့သုံးထွက်လာပီတိဆာဆာလေးစီထားပေးလိုက်ပါမယ်နော်။ရေစီထားပေးပြီးတဲ့ကမင်းတွေကိုတော့ရေနဲ့၈နာရီဒါမှမဟုတ်တညလောက်စင်ထားပေးရပါမယ်ရှင်။အခုလိုကမင်းစံကိုရေစင်ထားပေးမှသာရင်ချက်တဲ့အခါမှာနူးနူးနက်နက်လေးနဲ့အကျက်ညီမှဖြစ်ပါတယ်။ရေမစင်ထားဘဲနဲ့ချက်မယ်ဆိုရင်တော့ကမင်းကအသွေးတွေကိုမကျက်ဖယ်နဲ့မဆက်ဆက်ဖြစ်နေတတ်ပါရဲ့။ အခု၈နှစ်ကြာအောင်ရေစင်ထားပေးပြီးတဲ့ကောင်းမြင်စံလေးကိုရေစစ်သွားအောင်လို့စကားလေးနဲ့စစ်ထားပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ထညက်ရေကျုပ်ခုအတွက်အိုတလုံးခဲကိုထညက်ခဲကို73ကိလောက်ထည့်ပါမယ်ရှင်။ဒီလေးချိန်လေးဆိုလို့ရှိရင်တော့10သားကျော်ကျော်လောက်တော့ရှိပါတယ်။ရေကိုတော့ငကပေါင်းဆန်ချိန်ပွင့်နဲ့တစ်ခွက်ထည့်ပါတယ်။ထညက်ခဲတွေအားလုံးပျော်သွားတဲ့အထိအောင်လို့ကြိုးပေးရမှာဖြစ်ပါတယ်။ တညာခဲတွေအားလုံးပျော်သွားတဲ့အချိန်ကြုံပြီးလို့ရပြီဆိုရင်တော့နီးလေးပိတ်လိုက်ပါမယ်ရှင်။ပြီးရင်တော့ဒီထညာခဲထဲမှာပါတတ်တဲ့ဂဲတလဲလေးတွေမပါရအောင်လို့စကားစိတ်လေးနဲ့ခုလိုမျိုးလေးစစ်ထားပေးလိုက်ပါမယ်။အဝတ်လေးနဲ့ဆင်မဲ့ဆိုလေးရပါလိမ့်ရှင်။ရေစစ်ထားပြီးတဲ့ကောင်းမြန်ဆန်လေးကို ချက်မဲ့ပါအိုလေးကိုထည့်လိုက်ပါမယ်။ချိုရတာလေးလေးပင်ပင်ရှိအောင်လို့စားလေးအငင်းငယ်ထည့်ပါမယ်ရှင်။ ပြီးရင်တော့ထញ្ញက်ရေးယူထားတာကိုလူကကငင်းစင်ချိန်နဲ့ပအောင်ဆန်ချိန်ခွန်းနဲ့ပဲချိန်ပြီးရုပ်ထည့်ပါမယ်။ထញ្ញက်ရေးကဆန်ချိန်ခွန်းနဲ့တစ်ခွက်စာတတာလေးရပါရဲ့ရှင်။ကငင်းစင်သုံးခွက်ကိုရေသုံးခွက်ထဲမှဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်လူအပ်တာကိုရေထည့်ပြီးရောထည့်လိုက်ပါမယ်ရှင်။အားလုံးစုစုပေါင်းထញ្ញက်ရေးရောရေရော သုံးခွက်ထဲမှဖြစ်ပါတယ်။ C ကိုတော့ထမင်းစားဆုံးနဲ့နှဆုံးစားထဲပါမယ်ရှင်။အခုလို C လေးထက်ချက်ပြီးမယ်ဆိုရင်ကောင်းမြင်ဦးကတ်တာလည်းတက်တာပြီးတော့ကောင်းမြင်သားလေးကတင်းတင်းလေးနဲ့ပူပြီးတော့လှလှပါပါလေးလေးရရှိပါတယ်။ ပြီးတော့ပအုံးနဲ့ချက်တဲ့အတွက်ကြောင့်မလို့ကောက်မြင်းကိုကျမတို့တညာရေးစင်ထားပြီးလို့လိုအပ်ပါတယ်ရှင်။တကယ်လို့ရေးမစင်ထားဘဲနဲ့ချက်မယ်ဆိုရင်ကောက်မြင်းကအလွယ်တကူမမြင်မှန်းနိုင်ပါဘူးเนาะ။ဒါကြောင့်မလို့ပအုံးနဲ့ချက်တယ်ဆိုရင်တော့တညာတမမဟုတ်၈နာရီလောက်တော့ရေးစင်ထားပြီးရပါတယ်ရှင်။ပါဝင်ပစ္စည်းအားလုံးထည့်ပြီးသွားပြီဆိုတာနဲ့ပါအုံးတွေကိုထည့်ပြီးတော့ပုံမှန်ထမင်းချက်တူလိုမျိုးပဲခလုတ်ကြီးနှိပ်ပြီးတော့ချက်ထားပြီးလိုက်ပါမယ်ရှင်။ ပောင်းကလုတ်တက်သွားပြီဆိုရင်တော့ကောင်းမြင်သားနံမနက်ကိုနည်းနည်းလောက်ယူပြီးရောကြည့်ကြည့်လိုက်ပါမယ်ရှင်။အခုလိုကောင်းမြင်သားကနုနုနက်နက်လေးဖြစ်နေပြီဆိုရင်တော့ရပါပြီရှင်။တကယ်လို့ကောင်းမြင်သားကမနက်သေးဘူးဆိုရင်တော့နောက်တစ်ချိန်ပောင်းကလုတ်လေးနှိပ်ပြီးရောတက်ထားပြရပါမယ်ရှင်။အခုကောင်းမြင်သားလည်းနက်နေပြီဆိုတော့အိုးရေကနေမထုတ်သေးဘူးနဲ့အဖုံလေးပုတ်ပြီးတော့သူ့အပူချိန်လေးနဲ့ပဲနောက်ထပ်မိနစ်20လောက်ထားထားပြီးလိုက်ပါမယ်ရှင်။ အေးခံမဲ့ပန်းကိုလည်းမကက်ရအောင်လို့စီလေးကြိုပြီးတော့တုပ်ထားပေးလိုက်ပါမယ်။ပြီးရနဲ့ချက်ထားတဲ့ကောင်းကျင်းတွေကိုစီတုပ်ထားတဲ့ပန်းလေးကိုထည့်ပြီးတော့ဖြန့်ထားပေးလိုက်ပါမယ်။ကောင်းကျင်းသားလေးတွေတစ်ခုနဲ့တစ်ခုတွဲကပ်သွားအောင်နဲ့မျက်နှာပြင်လေးညှိသွားအောင်လို့လည်းအပေါ်ကနေပြီးတော့အသားလေးဖိပေးပါမယ်ရှင်။တအားကြီးဖိပေးလို့လည်းမလိုအပ်ပါဘူးနော်။အခုချက်တဲ့နေလေးကပုံမှန်ရွှေထင်းမင်းချက်တလူမျိုး ကောင်းကျင်းကိုပေါင်းပြီးတော့ချက်တာမဟုတ်ဘဲနဲ့ပေါင်းဦးနဲ့တခါတည်းချက်တာဆိုတော့ပို့ပြီးတော့လွယ်ကူမြန်ဆန်တယ်လို့အချိန်ကုန်နဲ့တတ်တာစီပါတယ်ရှင်။ပြီးတော့ကောင်းကျင်းလေးကိုထညက်ရဲ့အချူရတာကလည်းပို့ပြီးတော့ဆင့်ဝင်ပြီးတော့စားလို့လည်းပို့ပြီးတော့ကောင်းပါတယ်ရှင်။ပြီးသွားရင်တော့လုံးဝအေးသွားတဲ့အချိန်အောင်လို့အေးခံထားပြီးလိုက်ပါမယ်။အေးခံထားတဲ့အချိန်မှာလည်းအပေါ်ရံမျက်နှာပြင်မာမသွားရအောင်လို့အပေါ်ကနေပလတ်စတစ်လေးအုပ်ထားပေးလိုက်ပါမယ်ရှင်။ ပြီးတော့ရွှေထမင်းနဲ့တွဲစားဖို့အတွက်အုံးကြီးကိုလည်းလိုအပ်သလောက်ကြီးချစ်ထားပေးလိုက်ပါမယ်ရှင်။ဒီလောက်နေထားလေးဆိုရင်တော့ရပါပြီနော်။ဘေးနိုင်လောက်အေးခံပြီးသွားပြီဆိုရင်တော့စားလို့ရပါပြီရှင်။မိမိကြိုက်နဲ့တက်တဲ့ပုံစံအတုံးပုံစံလေးလေးပြဖြက်ပြီးတော့သုံးဆောင်နိုင်ပါပြီ။ပေါ်ကနေအုံးကြီးပဲလေးတွေဖြူးပြီးရောစားမယ်ဆိုရင်တအားကိုစားလို့ကောင်းပါလေရှင်။ ကောင်းမြင်သားလေးကလည်းအီအီထွေထွေလေးနဲ့အချိုရဲ့အရသာကလည်းအရန်အချိုပဲနဲ့စားလို့ကောင်းတဲ့အနေထားလေးပဲဖြစ်ပါတယ်။အချိုတိုက်တဲ့သူဆိုရင်တော့ထညက်ကိုအခုအနေထားထဲပို့ပြီးတော့ထည့်လို့လည်းရပါတယ်ရှင်။အခုဆိုရင်တော့ဆက်ရတာလေးလွယ်ကူမြန်ဆန်ပြီးစားလို့လည်းအရသာရှိတဲ့ရွှေထမင်းလေးကတော့စားလို့ရပါပြီရှင်။ဒီဆန်နီလေးကတော့ရွှေထမင်းကြိုက်တဲ့သူတွေအတွက်ချက်ရတဲ့လွယ်ကူမြန်ဆန်တဲ့နီလေးဖြစ်လို့အိမ်မှာကိုယ်တိုင်ချက်စားကြည့်ပါရှင်။ ဆုံးဖြတ်ကြည့်ရှုပြီးရတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဒါဆိုနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်။